ရားပြီဆိုတာနဲ့ကျွန်တော်ဒီအကင်ကနေယူပြီးတော့တခါလဲစားအဲ့ဒီမှာအဲ့လိုပူပူနွေးနွေးစားလိုက်ရတဲ့ feeling ပေါ့ဗျာ vibe ကဘာထဲမှာလဲလို့မရဘူးသူစတက်နေကြအချင်ပေါ့နော်အရသာကျွန်တော်မြန်မာပါဇက်နဲ့ဆိုတော့ကွက်တည်တယ်ကျွန်တော်အမေသားကိုပုံစံမျိုးစုံနဲ့စားဝယ်တာတော်တော်ကောင်းတယ်။ငါရဲ့ဘန်ကောက်ဆိုင်တရာ project ပေါ့ကွာ၄ဆိုင်မြောက်ဖေးကတော့ငါဒီနေ့လာစားတာ။အခုရောက်နေတဲ့နေရာတော့ဒုံဒုံ ဒုံကီမောထုံးတော်ကိုရောက်နေတာကွာ BTS အစိမ်းလိုက်ရနေပြီးတော့ငါတို့ဆင်းပြီးတော့အဲ့ဒီမှာဒုံကီမောကိုလာတဲ့ဒီ shutter bus တွေကို free တက်စီလို့ရတယ်ငါလည်းအဲ့လိုမျိုးဒါ free ဂုံးစင်းပြီးတက်စီပြီးတော့လာတာပေါ့ကွာဂျပန်ပစ္စည်းစစ်စစ်တွေ ဝယ်ခြင်းနဲ့တကယ့် quality ကောင်းတဲ့ဟာတွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီအောင်မှဝယ်လို့ရတယ်။ရောက်အောင်ချင်းဆိုလို့ဒီမှာနည်းတော့ဝယ်ချမ်းလိုက်ပေါ့နော် shopping တွေပါပြီးပတ်ပြီးရောမှာဗျာ။နည်းနည်းလေးဘိုက်ချောင်သွားတဲ့အချိန်ကျမှကျွန်တော်တို့အပေါ်မှာတက်ပြီးတော့အခုကျွန်တော်သွားစားမယ့်ဆိုင်၄လွာ Great in Bangkok ဆိုတဲ့ဆိုင်မှာ bro ဒါဆွဲလို့ရတယ်။မြန်မာဆိုင်ဆိုတော့ bro AC မြန်မာလို့လည်းပြောလို့ရတယ်ဗျာသိရမလား။ဓာတ်လီကားနဲ့တက်လို့ရတယ်။ဒါပေမဲ့ကျွန်တော်နည်းနည်းရှောက်ကြည့်ရင်တော့ဆက်လီကားနဲ့တက်လိုက်မယ်။ like ရော။ Second floor မှာလည်းသူကဆိုင်နေရှိသေးတယ်။ shopping center ဆိုတော့ဗျာသိရမလား။ ညနေ၄နာရီခွဲလောက်ရှိပြီပေါ့နော်ဆိုတော့ဘိုင်းကတော့စာနေကဲကျွန်တော်ဒီ၃လောက်ရောက်ပြီဆိုရင်ဒီထဲကိုဝင်လိုက်ဒီမှာလည်းသူ accessory watch တွေကိုဗျာ50% on discount ချတာကျွန်တော်ပြီးမှကျွန်တော်အပြန်ဝင်ကြည့်အောင်ဟိုမှာဆွဲကြိုးတွေပါမျိုးစုံရှိတယ်။ကဲအမလေးဟာဘာကြီးလဲ။တော့ဒီမှာအခုဟာကျွန်တော် Halloween ကြီးတဲ့အချိန်မှာလာရိုက်တာဆို Halloween themes တွေဒီ shopping center တစ်ခုလုံးကိုတို့ဆင်လာတာပေါ့နော်ဒီမှာ ဆက်လီကတက်လာပြီဆိုတာနဲ့ဘရိုဒီမှာဟိုမှာပါ Grey and Bangkok ဆိုတဲ့ဆိုင်လေး Asian Barbecue ပေါ့နော် ဝေါ့ကဲအခုတော့ဒီမှာလုံးဝကျွန်တော်စားချင်တာရောမာပြီးသွားပြီဆိုတော့အများကြီးပဲဗျာမစားခင်ရင် cheers လုပ်လိုက်မှာ cheers happy hour လို့ပဲပြောမှာပေါ့ဗျာညာ၈နိုင်ရနေ10နိုင်အတွင်းကိုကျွန်တော်တို့ဒီလိုမျိုးခွက်တွေပုံမှန်ဆိုလို့ရှိရင်ညာအဲဘက်တရာဝင်းကျင်ရှိတယ်ဆိုတော့အဲ့ချိန်လာတောက်မှာဆိုလို့ရှိရင်59ဘက်ဘီဟာပဲတောက်တော့ဒါကောက်တေးပဲတောက်တော့ကြိုက်တာတောက်ပါနော်59ဘက်နဲ့ဘရိုတောက်အောင်မှာဆို maybe တဝက်ကျော်လောက်တက်တာွားရဆိုတော့အဲ့ကြီးကဆောင်းပိုင်းလေးတဲ့မှာနော်ဒါကတော့ ဝတ်ဦးဂျိုပေါ့နော်ဂရင်းဘန်ကောက်ဆိုင်ရဲ့သူရဲ့ signature sock လေးစမ်းလာတယ်ကျတော့မြူလေးတွေရောကျတော့မိတ်လေးတွေရောနဲ့ဟိုမှာချင်းကမိုက်တယ်ဗျမော်လမြိုင်ချင်းနဲ့တော့နဲ့သွားစင်တယ်မော်လမြိုင်ဗန်ကောက်ရောက်မှာဗျဘရိုနည်းနည်းချူရဲတော့ဘရိုစားပြက်လိမ့်မယ်ဒီကောင်ရောက်မဟုတ်အဲ့လိုကျွန်တော်မြန်မာပါစန်းနဲ့ကိုက်တဲ့ taste ဗျာဒီရမှာလုံးဝမိုက်တယ်တူးမိမိဆိုတာမျိုးပဲဒီဆိုင်ရဲ့အရောင်းအဆုံမီနူတွေကနောက်တစ်ခုကောင်တော့အမဲသားပေါ့နော်ဝါကူပေါ့ကြင်ပြီးတော့မှသူတို့ရဲ့ ဒီ signature sauce နဲ့ဒါဆန်းတာဆိုသတ်ဆွဲကြည့်လိုက်မဲသားစားတဲ့လူတွေဆိုရင်တော့လေဒီဇိုင်းရောက်ဒီရောက်အမှားစားကောင်းတယ်ပြောလဲဘလို့အပူပြောရတဲ့အောင်မှာနူးညံ့အိပ်ဖက်ပြီးတော့စားရတာကျွန်တော် တော်တော်အံ့ဩပါတယ်ဒါတော့ gray လောက်ထားသေးရနော်ပူနန်လေးနဲ့ပိုမွေးွားကျွန်တော်အမဲသားကိုပုံစံမျိုးစုံနဲ့စားဝယ်တာတော်တော်ကောင်းတယ် ီဆိုင်မှာနောက်တစ်ခုမိုက်တာပါလဲဆိုတော့ကိုယ့်အကူလည်းကင်ပြီးတော့စားလို့ရတယ်ဒီမှာပေါ်ကနေပြီးတော့ဒီအငွေ့တွေတစ်ခါလဲစုပ်သွားမယ်ပြီးတော့သူတို့ခေါ်တော့ဒီဆက်ကို auto machine လို့ခေါ်တယ်ဗျာသူကဒီမှာ bro အခုတွေ့ရတဲ့အတိုင်းပဲဒါအကင်ကဒါမျိုးသူကကိုယ်ကလိုက်လှည့်ပေးကြမလို့ဗျာသူကသူလဲနေမှာဗျာသိရမလားဒီကောင်လေးကတော့ soju ပန်တန်ပေါ့ပေါ့နော်နည်းနည်းလေးပျော့တယ်ပေါ့အဲမင်းကလေးတွေတောက်ရင်တော့ပိုပြီးတင့်တော့ရပေါ့ whisky ဒါတောက်နိုင်တာအကောင်တေးတောက်ရင်ကျွန်တော်ကမူးမူးသွားတယ်ပေါ့အဲ့ဒါမှဟိုနေ့ကလည်းမူးပြီးသွားတယ်ဆိုတော့ဒါလေးကျွန်တော်အရင်ဖွင့်လိုက်မယ်နော် ဆိုယူရတာလေးကိုသူထည့်ထားတဲ့ flavor လေးနဲ့ကိုမိုက်တယ်ဗျ။ဒါဆိုတော့အာလူးပေါ့နော်။အာလူးမလား။ညမလို့ပြောမယ်ဆိုတော့ဒီကျွန်တော်ဘန်ကောက်ကညီလေးကိုကျွန်တော်တို့လိုက်ရပေးနေညီလေးမှာ heavy ရမ်းကြိုက်တာ။ငောင်းချမ်းသာပေးရအောင်။အာလူးရတာဆင်းဆင်းနေနေအောင်မမာလာနန်းလေးတင်းတင်းလေးရတယ်။ဒါပေမဲ့အရင်အနံ့ပြင်းပြီးတော့ဘလို့ဆက်နေရမျိုးလည်းမဟုတ်ဘူးဗျာ။စားရတာတော့အဆင်ပြေလို့ပြောရမယ်။အရန်တန်တဲ့မီနူတခုပြကျွန်တော်လည်းအဲ့ဒါအရန်ကြိုက်တယ်။ကြိုက်ရေကုန်ကြော။ တို့အဲ့သူတို့ဘတ်တရားပဲ ਨੇ ရောင်းနေတာတောက်တဲ့အချိန်မှာအဆင်ပြေအောင်လို့အဓိကကတော့စေတနာပဲอืมအေးကွန်ရတာလေးကိုမှကြွကြွလေးနဲ့အောင်မှမုန်နစ်တင်နဲ့ကြော်လို့ချင်းရားရရတာမျိုးမဟုတ်ပဲနဲ့ကြဲရကွန်နဲ့ဒီမုန်နစ်နဲ့တသားလေးဖြစ်နေတယ်လို့ခံစားရတယ်ဇလန်အဲ့ဒါဒါနဲ့ဒါလည်းတော့ match ပဲကွန်ဘိုဆိုတာဒါမျိုးတွေပေါ့နောက်တစ်ခုကလည်းအဲ့လိုပဲဒါကတော့ချက်ဒူးစစ်ကြော်လို့သူတို့ခေါ်ရဗျဒီကွန်လည်းပတ်တရားပဲမာလာမုန်လေးနဲ့ ဟောထုတ်လို့တော့တော့နဲ့မိုက်ရ Grey တွေအာသာကြနောက်တစ်ခါပါလဲဆိုတော့ခုနကလိုဒီမှာရားပြီဆိုတာနဲ့ကျွန်တော်ဒီအကင်အနေယူပြီးတော့ခါရဲစားအဲ့ဒီမှာအဲ့လိုပူပူနွေးနွေးစားလိုက်ရတဲ့ feeling ပေါ့ဗျာ vibe ကဘာထဲမှာလဲလို့ဗျာမစားတော့ပူတတ်တယ်ကြာရှေ့ဒီအပူဝေးရှိသေးတယ်အဲ့တော့ bro ဒီဆန် bro ကြိုက်တဲ့အချိန်လားဗျာ199ဘတ်ဆိုတော့ maybe ဘတ်200တော့မပြည့်ဘူးဘုရားဘူးဖေးเนาะအချိန်တနိုင်ခွဲအတွင်းကြိုက်တဲ့လောက်တော့ တောက်နိုင်တဲ့လောက်တော့ဘတ်နေရမှာကျွန်တော်မြန်မာငွေဘယ်လောက်ရှိမလဲ2000ခွဲပေါ့ဗျာအခုအခုစည်းနေဆိုလို့2000ခွဲနဲ့ဘီယာဘူးခွဲဗျာကျွတ်စင်ပြန်ပါကျွန်တော်ဦးတောက်တာတော့နှစ်ခွက်ကုန်တော့မယ်နှစ်ခွက်တောက်ရင်ကိုတန်ပြီဒါပေမဲ့ bro အဲ့တနိုင်ခွဲအတွင် bro သေးကြတယ်ကျွန်တော်ဦးဆို10ခွက်လောက်ကုန်တယ်ဟာသိရမလားအရင်တန်သွားပြီဘီယာနဲ့တော့တော့ကက်ကရစ်9နဲ့ဒါချက်ထားတဲ့9ဟင်းဂျိုလေးပေါ့ခတ်နေရတဲ့တော့အနမ်းရတယ် အားရဲ့ခြုံစင်းရတာလေးလည်းပါတယ်ပြီးတော့နည်းနည်းလေးချင်းချင်းဆက်ဆက်လေးပေါ့နော်အဲ့လိုမျိုးပုံစံလေးတွားတာဒါပေမဲ့အငန်ကိုကြိုက်တဲ့လူဆိုရင်တော့ဒါအငန်လေးနည်းနည်းပို့ထည့်ခိုင်းပေါ့နော်သူတို့ကတော့ပုံမှန်ရတာကျွန်တော်နေကတော့အဆင်ပြေတယ်အငန်စားတဲ့လူတွေအတွက်ကြတော့အဆင်မပြေမှာစိုးလို့ငါကလည်းလူလိုက်တာဒီဆိုင်လာလို့ရှိရင်ညဘရိုဥမာဘော်ဒါ3 4 5ယောက်လာမယ်ဆိုလို့ရှိရင်ဒါမျိုးတော့ဂျင်းွာเนาะတော့ဂျင်းဘေ့စ်ပဲကောက်တေးဥမာ မျိုးလို့ထည့်တော့အနံ့လည်းဖိုင်းတယ်အဝင်လည်းဖိုင်းတယ်တောက်ကောင်းလို့ဆိုပြီးတော့စတော့တော့နည်းတော့ပြဲမယ်ဒီဇိုင်းတော့ရှိလာရိုက်လိုက်တာအရင်မှန်သွားတက်ချီတော့တုတ်လို့ပဲကျွန်တော်ပြောမှာပေါ့ရအလွယ်ပြောရင်တော့သိရမှာကဲရတာဒီဇိုင်းကျွန်တော်ဘာ recommend ပေးနေလဲဆိုတော့သူစက်ထားရပေါ့နော်သူရဲ့ signature အချင်းပေါ့နော်အရသာကျွန်တော်မြန်မာပါဇက်နဲ့ဆိုတော့အကွက်တီးပဲ ဒီလိုမျိုး gray ရောင်းလို့ရှိရင်များခုနပြောသလို smoky ဖြစ်တယ်အငွေ့ထွက်တာအဲငွေ့ကိုလည်းသွားဒီပေါ်ကနေတခါရဲဆုပ်သွားတာပေါ့နော်အဲ့လို system နေတုံးတာလည်းဒါမိုက်တယ်ပေါ့နော်စားတုံးတဲ့လူတွေအတွက်လည်းအဆင်ပြေရတာတော့စိတ်သားရောမဲသားရောရှယ်ပဲတုံးတဲ့သားလေးရှင်လေးတော့နှစ်ပြင်းမလာမောက်ရင်လည်းထထိုးလိုက်အဲ့မှာပုံမိုက်တယ်ဒီကောင်းလေဒီ grey in bangkok ဆိုင်ရဲ့ signature ငါးခင်ပဲပေါ့နော် ျွန်တော်ကမြန်မာလူကြီးပဲပြောလိုက်ပါဗျာဇလားပြားငါ့ကိုသွားกินပေးတာဆိုတော့เนาะကျွန်တော်ဆွဲကြည့်လိုက်တော့အစီသားလေးဗျာကျွန်တော်အခုတွေ့နေရပြီအော်ဝေးလိုက်တာကျွန်တော်စားလိုက်တဲ့နေရာဖိုက်သားဆိုတော့ရှေးကြည်တော့မှာနှစ်ကြီးပြုတ်ချင်လေးတုတ်လိုက်ဘာမှအချင်းမတုတ်ဝဲနဲ့ဒီတိုင်းအော်စားကြည့်အချိန်မှာလည်းငါကလုံးဝကို soft ကိုမှ super soft ဗျာကျွန်တော်အခုတူနဲ့ဖဲ့တာတော့မှဒီမှာအောက်ကိုဘက်ဘက်ဘက်ဆိုပြီးပြုတ်ကြကြနေရေပေါ့နော် အချင်းတော်တော်များများလဲသူတို့ဘာသာပြန်လုပ်ထားရဲ့လို့ဒါကျွန်တော်သိရတယ်ပေါ့နော်။ grade ပဲဖြစ်ဖြစ်အကင်ပဲဖြစ်ပေါ့နော်။အဲ့လိုမျိုးဆိုင်နေရဲ့အတက်ကပါလဲဆိုအချင်းပဲ။အချင်းကောင်းရင် bro အဆင်ပြေသွား။ရုံးလေးသေးတယ်ပါမယ်။အော်ဒါတော့နူးညံ့ညံ့ဘယ်လိုกินလဲတော့မသိဘူး။သူတို့ formula တော့ရှိမှာပေါ့ဗျာသိရတဲ့အတိုင်းပဲ။ဒီကိုဒီလိုနေ။ဟာယောင်။ကောင်းလိုက်လေဒီဆိုင်မှာတញင်းလေးလေးရရင် Thế nhiên đi, thế nhiên đi mi phục mổ. Mổ là phô. Ồ. Ồ. Cái này là việc bảo thế nhiên đi. Hiểu rồi. Sai nhiên. Sai nhiên rồi ngà lâu 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 rồi mà. Cái hốt đó, mù đi à. Ồ mà đi rồi qua giúp đi ra rồi mẹ mà đi cái thế nhiên đi ồ mi phục lù lù ba lù lù này rồi. Đi em nào. Tụ kiện này là y phản này à. Có này là mù vậy. Là mù sao bị bẻ này. Có bãi mù mù bảo. Đi mua sao luôn vậy. အာလူလို့ဆွဲလိုက်မင်းကြိုက်ကောပြင်ပြင်မင်းစားအာလူကိုခဲရခဲ့တယ်ဒီလိုမျိုးကင်စားရလို့အကြည့်တယ်နော်ကဲ bro အနေနဲ့ဒါဘန်ကောက်ကိုရောက်ပြီးတော့ဒီ Asian barbecue ပြတကယ်ကို luxury ဆန်ဆန်ကောင်းကောင်းလေးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒွန်းဒွန်းဒွန်ကီမောလေးလွှာမှာဒါတရှိတဲ့ great in bangkok ဆိုတဲ့ဆိုင်လေးကိုဒါကြွပြီးတော့ bro တစ်ခေါက်လောက်ပဲ နော်တစ်ခေါက်တော့ပဲစားယူဖို့ကျွန်တော်အကောင်းဆုံး recommend ပေးခြင်းပါတယ်ဆိုတော့နောက်ပိုင်းဒီမှာတော့ကျွန်တော်ဘလူးဆိုင်းနဲ့ဘလူးနေရာကြီးဘလူးစားတော့တွေထပ်ပြီးတော့သွားစားအောင်မလဲဆိုတော့ဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်များခင်ဗျားတို့ရဲ့စားပေးပါနော် bro E ဝါလို့ရှိရင် bro ဒီမှာဒါလေးကိုစားဒါတော့တကွာခြင်းပေါ့နော်음စားလိုက်လူလေးစားလိုက်음ခုတကွာခြင်းညာလဲတော့ကောင်းလဲဘာဆက်ရရင်ညာလဲပြီးနေပြီကြည့်မနေနဲ့တော့ကတ်လိုက်တော့ကတ်လိုက်တော့ပြီးနေ